ကောတိုင်းညတလင်းမြို့နယ်က စစ်တပ်ဂိတ်စခန်းနဲ့ဘောင်းတဲမြို့နယ်ကစစ်တပ်ဆိုင်ကယ်ရန်တန်းကိုမိုင်းဆွဲတိုက်ခါခဲ့တယ်လို့ပြည်သူ့ကော်မတီတက်မတော် PDF အမတ်နှစ်စစ်စင်ရေးနေမြေကသတင်းထုတ်ပြန်ထားပါတယ်။တာယာဝတီခရိုင်ညတလင်းမြို့နယ်ရှားပြည်ကုန်းကျေးရွာကစစ်တပ်ဂိတ်စခန်းကိုနိုဝင်ဘာလ26ရက်မနေ့မနက်ပိုင်းကတိုက်ခါခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၂ယောက်သေဆုံးခဲ့ပါတယ်။ဒါ့ပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဂိတ်စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့အသိပေးထားတာပါ။စစ်တပ်ဂိတ်စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအသုံးပြုတဲ့ ဆိုင်ကင်နဲ့အခြားစစ်တုံးပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိတယ်လို့ဖော်ပြထားပါတယ်။အထူးစင်ရင်ကိုအမှတ်နဲ့စစ်စင်ရင်နေမည်ဘဂုဒိုင်းစစ်ဌာနဗျူဟာ20နှစ်အမှတ်3800တက်တရင်တက်ခွဲ6နဒလင်းမြို့နယ်ပကပရပူပေါင်းဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။ဒါပြင်တာယာဝတီခရိုင်ပေါင်းတဲမြို့နယ်ပန်းသိပင်ကြီးရွာကနေဆိုင်ကရီနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအမှတ်3800တရင်ရုံရဲဘော်တွေကမနစ်မနက်ပိုင်းမှာပဲမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးတေဆုံးကတအူးတရာရရှိခဲ့တယ်လို့သိရပါရှင်